ကျမတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ1ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရင်ပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးကြတာကတော့မုံရွာမန္တလေးလမ်းမဝိတ်စိန်ရွှေဆိုင်ကရွှေပို့တွေကပြန်ပေးဆွဲခံရကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုင်းပေါ်မှာဝိတ်စိန်ရွှေဆိုင်ကရွှေပို့တွေကတစီပြန်ပေးဆွဲခံရကြောင်း ဒေသခံများကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ29ရက်နေ့မနက်ပိုင်းကမုံရွာမန္တလေးလမ်းပေါ်မြင်းမှုမြို့နယ်ဗတ်တက်တိုင်းကျေးရွာအနီးမှာမန္တလေးမြို့ဝင်းစိန်ရွှေဆိုင်ကနေမုံရွာကိုရွှေသွားပို့မဲ့စိုင်းဝန်တန်း3ဦးပါတဲ့ကားတစီးကိုလက်နက်ကင်လူတစုကဖမ်းဆီးခေါ်ဆောင်သွားကြောင်းဒေသခံတွေကပြောပါတယ်။4ဝီအနက်နဲ့ကမုံရွာကိုရွှေတွေတွေလာပို့တာ မုံရွာကမန်နေဂျာပါပါသွားတယ်။နှစ်ဖက်အဖွဲ့အစည်းတွေလည်းလိုက်နေကြတယ်လို့သိရတယ်လို့မြို့ခံဒေသခံတအူးကပြောပါတယ်။ပြန်ပြီးဆွဲပြီး ငွေပမာဏဘလောက်တောင်းတယ်ဆိုတော့လူလူຫນွေဦးကစုံစမ်းနေစေဖြစ်ပါတယ်။အဲ့ဒီပြန်ပေးဆွဲမှုနဲ့ပတ်သက်ပြီးစစ်တပ်ဝါရဖြန့်တဲ့သူတွေကစကိုင်းခရိုင် PDF တရင်တစ်ကလုတ်တယ်ဆိုကောင် Telegram channel တွေကနေဝါရဖြန့်ရေးသားတိုက်ခိုက်နေပါတယ်။အဲ့ဒီလိုတက်ခိုင်းမှုတွေနဲ့ပတ်သက်ပြီးစကိုင်းခိုင်တရင်တက်ကစေအုပ်စုဟာမဟုတ်မမှန်သတင်းထုတ်နေခြင်းသာဖြစ်ကြောင်းတရင်တက်ဟာတရင်တီထောင်တဲ့နေ့ကစပြီးဒီကနေ့အချိန်ထိအပြစ်မဲ့ပြည်သူများကိုဥပဒေမဲ့ဖမ်းဆီးခြင်းနှိပ်စက်ခြင်းတပ်ဖြတ်ခြင်း ငွေကြေးတောင်းခံခြင်းပစ္စည်းယူခြင်းများပြုလုပ်ခဲ့ခြင်းလုံးဝလုံးဝမရှိခဲ့ကြောင်းတရင်အမိကိုအတုံးချပြီးပြုလုပ်နေသူတွေရှိနေလို့အတိပေးကြီးညာချက်များထုတ်ခဲ့ရဘူးကြောင်းတရင်တက်ကထုတ်ပြန်ထားပါတယ်။စကိုင်းခရိုင်တရင်တက်ဟာတက်တီထောင်တီမစတင်ပြီးစစ်ဘက်ဆိုင်ရာအမိညွန်ကြားချက်ဥပဒေများနဲ့အညီရက်တည်နေတဲ့တရင်ဖြစ်ကြောင်းတရင်တက်ဟာစစ်တိုက်တဲ့တရင်ဖြစ်ပြီးလူဖမ်းတဲ့တရင်မဟုတ်ကြောင်းတရင်တက်ရဲ့တရင်မှုပိုရက်ခါကအတိပေးပါတယ်။မုံရွာမန္တလေးလမ်းပိုက်ပေါ်က စကိုင်းမြင့်မှုချောင်းစတဲ့လက်တရှာမှာစစ်ကောင်စီတပ်ရဲ့ဂေစကန်းတွေအများပြားရှိနေပြီးခီတော့ပြည်သူတွေကိုမကြာခဏစစ်ဆေးငွေညစ်နေတယ်လို့ဒေသခံတွေကပြောကြပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ကော့ကရိတ်မြို့နယ်ထီဖူးဆက်ကြေးရွာအနီးစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား၈ဦးထပ်မံတေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ထီဖူးဆက်ကြေးရွာအနီးမှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်သား၈ဦးထပ်မံတေဆုံးခဲ့ကြောင်း ကရင်စီတရင်အရှင်မြစ်ကပြောကြပါတယ်။ယမန်နေ့အော်တိုဘာလ31ရက်နေ့ညပိုင်းကကော့ကရိတ်မြို့နယ်တီဖိုးစံကြီးရွာဘက်ကိုဝင်ရောက်လာတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းရေးပူပေါင်းတပ်တွေကဖျက်တောက်တိုက်ခိုက်ခဲ့ရမှာစစ်သား၈ကောင်ထံမှနေသေဆုံးခဲ့ပြီးအများပြဒဏ်ရာရရှိကပြန်လည်ဆုတ်ပြေးသွားကြောင်းသိရှိရပါတယ်။အလောင်းကတော့ရှစ်လောင်းပဲတွေ့တယ်။တခြားထိခိုက်သေဆုံးမှုတွေလည်းရှိအောင်မယ်။တိုက်ပွဲကမင်းညကဖြစ်တာဒီမနေ့နေမီတက်ရှင်းရင်းနဲ့အလောင်းတွေတွေ့တာ ဖြစ်တာကတက်မဟာတစ်ပတ်ချန်းကနေရာမှာစစ်ကြောင်းကရောက်ပြီးတိုက်ပွဲဖြစ်တာပါကျွန်တော်တို့ဘက်ကစစ်ကြောင်းတုံးကြောင်းဘောလို့ကရင်စီတရင်ရှိမြစ်ကပြောကြပါတယ်အော်တိုဘားလ15ရည်နေမှာစတင်ပြီးအကြံဖတ်စစ်ကောင်စီတက်ကကော့ကရိတ်မြို့နယ်မြောက်ပိုင်းမှာရှိတဲ့ကြေးရွာတွေကိုစစ်ကြောင်းထိုးကမြပတိုင်ကြေးရွာသားတအုပ်ကိုခေါင်းဖြတ်မီးရှို့တက်ဖြတ်မှုအပါအဝင်ပြည်သူ၄ဦးကိုတက်ဖြတ်ခဲ့ပြီးအရတားပြည်သူ20ဝန်းကျင်ကိုဖမ်းဆီးထားကြောင်းသိရှိရပါတယ်အဲ့ဒီလိုဖမ်းဆီးထားတဲ့ပြည်သူတွေကိုရိုက်နှက်စစ်ဆေးခြင်း လမ်းပြအဖြစ်တော်၎င်းလူသားတိုင်းကအဖြစ်တော်၎င်းစစ်ကြောင်းရှိဆုံးမှတခိုင်းကစစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထို့ကြောင့်ကော့ကရိတ်မြို့နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးအကြဖတ်စစ်သားများထိခိုက်ဒေဆုံးမှုများပြားကစစ်သားမသားအလောင်းတွေလည်းပုံအော်နေကြောင်းအကြဖတ်စစ်တပ်စစ်ကြောင်းမှအာရှလမ်းမကြီးပေါ်မှာရှိတဲ့ဒေါနာတောင်လမ်းဟောင်းနေရာကိုပင်ရောက်ရှိနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ ရကန်ပြည်တစ်ခုလုံးနှိပါကိုစစ်တပ်ကဆုံးရှုံးရလက်တကန်အလို့ကိုရောက်ရှိလာချိန်မှာပြည်သူတွေကိုလေကြောင်းတိုက်ခိုက်တပ်ဖြတ်မှုများအရှိန်မြင့်လာနေတဲ့အတွက်အထူးတတိပြုကြဖို့အေအေကကြေညာတတိပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရကန်ပြည်တစ်ခုလုံးနှိပါကိုစစ်တပ်ကဆုံးရှုံးရလက်တကန်အလို့ကိုရောက်ရှိလာချိန်မှာပြည်သူတွေကိုလေကြောင်းတိုက်ခိုက်၍တပ်ဖြတ်မှုများအရှိန်မြင့်လာနေတဲ့အတွက်အထူးတတိထားကြဖို့အေအေကကြေညာတတိပေးလိုက်ပါတယ်။အေအေကမိမိတို့မျှော်မှန်းထားတဲ့စီးရီးနိုင်ငံရေးရည်မှန်းချက်များ အလုံးစုံအပြည့်အဝအကောင့်ထဲပေါ်စေရန်အတွက်အရကပြည်သူလူထုတရက်လုံးနဲ့လက်တွဲပြီးအစွမ်းကုန်ကြိုးစားလျက်ရှိကြောင်းလက်ရှိအချိန်မှာစစ်တပ်ကရခိုင်ပြည်တစ်ခုလုံးဤဘက်ကိုလက်လွတ်ဆုံးရှုံးရန်လက်တကမ်းအလိုကိုရောက်ရှိနေတဲ့အချိန်ဖြစ်ကြောင်းတပြိုင်နက်တည်းမှာပဲစစ်တပ်နဲ့အေအီတို့ကရခိုင်ရိုးမနဲ့နေမြေချင်းထိစပ်လျက်ရှိတဲ့ပဲခူးတိုင်းမကွေးတိုင်း AR တိုင်းအစရှိတဲ့နေရာများအပြင်အရကတတော်ရဲ့စီရီလှူရှားတဲ့နေရာအချို့မှာပါနှစ်ဖက်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ် အခြားတစ်ဖက်မှာလည်းစစ်တပ်ကရှမ်းမြောက်ဒေသမှာပြစ်ခတ်ရစဲရေးကိုညီနောင်မဟာမိတ်ဒုံးပွဲထဲမှာကိုကန့်နဲ့တောင်းတက်ဖွဲ့များနဲ့မရှိမနှောင်ပြုလုပ်နိုင်ခဲ့ကြောင်းတူတော်၎င်းတို့ရဲ့မြန်မာပြည်သူများအပေါ်မှာနေစဉ်ရက်ဆက်ကျူးလွန်နေတဲ့စစ်ရာဆွေးမှုများမှာရော့ကျသွားခြင်းမရှိဘဲရခိုင်ဒေသတွင်သာမကမြန်မာတနိုင်ငံလုံးအနှံ့အပြားမှာအယက်သားပြည်သူများပေါ်လက်ရဲဆက်ရဲနဲ့ရာဇဝတ်မှုများကျူးလွန်နေစေဖြစ်ကြောင်းအေကပြောဆိုပါတယ် ရှမ်းမြောက်ဒေသမှာပြည်လုံနေတဲ့စစ်တပ်ရဲ့ထိုးစစ်များအပြစ်ခတ်ရဲစဲမှုပြုလုပ်ပြီးချိန်မှာစစ်စင်ရေးနေမြေကျုံသွားခြင်းကိုအခွင့်ကောင်းယူပြီးအေအေတပ်ဖွဲ့ဝင်များရှိတဲ့နေရာများတောင်မှကရခိုင်ပြည်သူလူထုတို့ကိုအတိတ်ကပြစ်မှတ်ထားတဲ့လီချောင်းတက်ခိုင်းမှုတွေကိုအော်တိုဘာလ30ရက်နေ့မှာအရှိန်မြင့်လှုပ်ဆောင်လာခဲ့ကြောင်းအော်တိုဘာလ30ရက်နေ့တရက်တည်းမှာပဲစစ်တွေမျိုးရသေးတော်မျိုးပုံနဲ့ကျုံမျိုးပောက်တော်မျိုးနဲ့ကြောက်ဖြူမျိုးဇင်ချောင်းတိုက်နယ်မှာရှိတဲ့ကွန်ဘွေရွာမှာအရတပြည်သူလူထုများရှိရာနေရာတွေကို လေချောင်းရေချောင်းလက်နက်ကြီးနဲ့ဒရုန်းများဖြင့်တရေပေါ်ကြောင်စွာဘုံကျဲတိုက်ခိုက်မှုကြောင့်အပြစ်မဲ့ရတပြည်သူလူထုထဲမှတေဆုံးရှိဦးနဲ့ဒဏ်ရာရရှိသူ22ဦးတိရှိခဲ့ကြောင်းသိရှိရပါတယ်။အော်တိုဒါလ31ရက်နေ့မနက်7:00နာရီအချိန်မှာလည်းစစ်တပ်ကပုံနှကျုံမြုံနဲ့ဗန်နီလာရွာကိုလေချောင်းမှဘုံကျဲတိုက်ခိုက်မှုကြောင့်အပြစ်မဲ့ရတပြည်သူ၄ဦးသေဆုံးခဲ့ရပြီးဒဏ်ရာရရှိသူများထဲမှ7ဦးကလည်းပြင်းထန်ဒဏ်ရာနဲ့စိုးရိမ်ရတဲ့အခြေအနေရှိကြောင်းသိရှိရပါတယ်။ စစ်တပ်အနေနဲ့တနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေကိုလေကြောင်းမှဘုံကျဲတိုက်ခိုက်နေခြင်းနဲ့လက်နက်ကြီး drone များနဲ့ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်နေခြင်းမှာစစ်ရာဇဝတ်မှုကိုပြောင်ကြကြကျူးလွန်နေပြီးလူသားမျိုးနွယ်ပေါ်လက်နက်အားကိုနဲ့ပြစ်မှုကျူးလွန်နေခြင်းဖြစ်ကြောင်းစစ်ရှုံးနေမှုကိုဖုံးကွယ်ရန်ကြိုးစားအားထုတ်တဲ့အနေနဲ့အပြစ်မဲ့ပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်နေခြင်းကံကုံအောင်ရက်ဆက်ရုပ်မာနေခြင်းဖြစ်ကြောင်းအေအေကပြောပါတယ် စစ်တပ်ကရှမ်းမြောက်အပါအဝင်မြန်မာနိုင်ငံနေရာအနှံ့အပြားမှာကျင့်သုံးခဲ့တဲ့ပြည်သူနဲ့မြို့ရွာစာတင်ကြောင်းဈေးစေးယုံစေးကန်းနဲ့ဘုံတော်ကြီးကြောင်းလူနေအဆောင်ကြီးတွေကိုတရေပေါ်ကြောင်စွာနေစဉ်ရက်ဆက်ပြစ်မှတ်ထားတိုက်ခတ်ခဲ့တဲ့နီလန်ကိုလည်းရခိုင်ဒေသမှာကျင့်သုံးလာနိုင်တဲ့အတွက်အော်တိုဘာလ31ရက်နေ့မှာစတင်ပြီးရခိုင်ဒေသမှာပြည်သူများအနေနဲ့စစ်တပ်ရဲ့လေကြောင်းရေကြောင်းလက်နက်ကြီးဒရုန်းများရဲ့တိုက်ခိုက်မှုရန်ကိုရခိုင်နေများထက်ပိုမိုတတိထားကြပါယံ စည်ရည်တတိအပြည့်ဝနေညာအချိန်မရွေးရှိကြပါယံအတူအလေးနဲ့တိပေးတိုက်တွန်းထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့စာလင်းကြီးမှာတရုတ်ဝမ်ပောင်းကုမ္ပဏီကိုအခြေပြုရစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုတော်လိုင်းတပ်တွေကနေ့စဉ်တိုက်ခိုက်နေပြီးစစ်တပ်ဘက်မှ၄ဦးထပ်မံနေတည်ဆုံးခဲ့ကြောင်းဝမ်ပောင်းဝင်းအတွင်းကိုလက်နက်ကြီးနဲ့ပစ်ခတ်မှု Transformer တိမှန်မီလောင်ပျက်စီးခဲ့ကြောင်းတင်ဆက်ပေးပါမယ် စကိုင်းတိုင်းဆာလင်ကြီးမြို့နယ်မှာတရုတ်ဝမ်ပောင်ကုမ္ပဏီကိုအခြေပြု၍စစ်ကြောင်းထိုးနေတဲ့စစ်တကူတော်လိုင်းရဲ့တပ်တွေကနေစဉ်တိုက်ခိုက်နေပြီးစစ်တပ်ဘက်မှ၄ဦးထပ်မံနဲ့သေဆုံးခဲ့ကြောင်းဆာလင်ကြီးမြို့နယ်လယုံတပ်မုံရွာအင်ဗန်တာတပ်ဖွဲ့ရဲ့တက်ခရီးခေါင်းဆောင်မိုးတောက်ကပြောဆိုပါတယ်။အော်တိုဘလ18နေ့မှာစတင်ပြီးဆာလင်ကြီးမြို့နယ်လက်ပောင်းတောင်တရုတ်ဝမ်ပောင်ကုမ္ပဏီဝင်တွင်အခြေချတပ်ဆွဲထားတဲ့စစ်တပ်ကပြည်သူတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခြင်း ်စစ်ကြောင်းထိုးခြင်းများတောက်လျှောက်ဆိုသလိုလှုပ်ဆောင်ခဲ့ကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေကခုခံတော်လှန်တိုက်ခိုက်လျက်ရှိပါကြောင်းယနေ့အချိန်ထိထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီးစစ်တပ်စစ်ကြောင်းမှအထိနာတဲ့အချိန်တိုင်းဝမ်ပောင်ကုမ္ပဏီဝင်းတွင်းကိုပြန်လည်ဝင်ရောက်သွားခြင်းရင်းနောက်ထပ်မံ၍စစ်ကြောင်းထိုးခြင်းများလှုပ်ဆောင်နေကြောင်းသိရှိရပါသည်အော်တိုဘားလ18ရက်နေ့တရုတ်ဝမ်ပောင်ကုမ္ပဏီဝင်းတွင်းမှထွက်ခွာလာတဲ့စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးမဟာမိတ်တပ်တွေကတိုက်ခိုက်ခဲ့ရမှာ စစ်တပ်ဘက်မှ20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးရင်တို့အနက်မှစစ်သား၄ကောင်သေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ဝမ်ပောင်ဝင်းအတွင်းကစစ်တပ်စစ်ကြောင်းကစာလင်ကြီးပဝန်းကျင်ကိုမကြာခဏဆိုးသလိုစစ်ကြောင်းထိုးတယ်တော်လန်ရေးတပ်တွေကတော့ခုခံတိုက်ခိုက်နေစေဖြစ်ပါတယ်။အော်တိုဘန်18ရက်နေ့တိုက်ပွဲမှာတော့စစ်တပ်ကခွေပြီးဝက်ပြီးပြန်ဆုတ်သွားတယ်။အဲ့ဒီအချိန်ကစပြီးထိတွေ့မှုတွေကတောက်လျှောက်ပဲသူတို့ကလက်နက်ကြီးတွေနဲ့ပြည်သူတွေနေတဲ့ရွာတွေကိုအမြဲလိုလိုပစ်ခတ်နေပါတယ်။ ဝမ်ပောင်းဝင်းတဲကနေစစ်တပ်ကဝင်လိုက်ထွက်လိုက်လုပ်နေပြီးတော့ရှေ့လေမတူရဖြစ်နေတယ်လို့တိုက်ခရီးခေါင်းဆောင်မိုးတောက်ကရှင်းပြပါတယ်။တရုတ်ဝမ်ပောင်းကုမ္ပဏီဝင်းတွင်စစ်တပ်ကတပ်ဆွဲထားတဲ့အတွက်တော်လိုင်းရေးတပ်တွေကရှော့တိုက်ဒုံးများလက်နက်ကြီးများနဲ့ဝမ်ပောင်းကုမ္ပဏီဝင်းတွင်ကိုပြစ်ခတ်မှုများတောက်လျှောက်စုသလိုလုဆောင်ခဲ့ရမှာ။အော်တိုဘာလ30ရက်နေ့ပြစ်ခတ်မှုအတွင်းဝမ်ပောင်းကုမ္ပဏီဝင်းအတွင်းမှာရှိတဲ့လျှက်စစ် transformer လက်နက်ကြီးထိမှန်ပျက်စီးသွားကြောင်းသိရှိရပါတယ်။ဝမ်ပောင်းတဲမှာအလုပ်တွေရပ်သွားပြီး ကျွန်တော်တို့ကဝမ်ပောင်ကိုတိုက်ခိုက်တာမဟုတ်ဘူးသို့တော်လည်းဝမ်ပောင်ကုမ္ပဏီကစစ်ခွေးတွေကိုလက်ခံထားလို့ဝင်းထဲမှာရှိတဲ့စစ်ခွေးတွေကိုကျွန်တော်တို့တိုက်ခိုက်တာဖြစ်ပါတယ်အဲ့ဒီလိုစစ်ခွေးတွေလက်ခံနေရင်တော့အပြစ်ခံနေရမှာပါပဲအပြစ်မခံခြင်းရင်စစ်ခွေးတွေကိုမောင်းထုတ်လိုက်ပါလက်မခံနေလို့စာလင်ကြီးမြို့နယ်မှာတော်လိုင်းတပ်ဖွဲ့ဝင်တဦးကရှင်းပြပါတယ်လက်ရှိမှာတရုတ်ဝမ်ပောင်ကုမ္ပဏီအနီးဝင်းကျင်မှာရှိတဲ့ကြေးရွာတွေအားလုံးမှာစစ်ဘေးရှောင်နေရပြီးစစ်တပ်ကစစ်ကြောင်းများခွဲ၍ဇာလင်ကြီးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေကြောင်း ဒေတာတော်လိုင်းရဲ့တင်ရှင်းမြင့်များထံကနေသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ကမာမောင်းမြို့ကနေကတိုင်တီရွာစီကိုစစ်ကူတက်လာတဲ့စစ်တပ်စစ်ကြောင်းလန်ကြခဲ့ကြောင်းတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်ဖားပွန်ခရိုင်ကမာမောင်းမြို့ကနေကတိုင်တီတစ်ကန်စီကိုစစ်ကူလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကို KNU တပ်မဟာငါပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်စစ်ကြောင်းပြန်လန်ကြသွားတယ်လို့တပ်မဟာငါပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကလေတူကပြောပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းအော်တိုဘားလ30ရက်နေ့မှာကမာမောင်းမြို့ဝါတူကြည့်ရော်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကကတိုင်တီစခန်းဘက်ကိုစစ်ကူပေးပို့နိုင်ဖို့အတွက်ကမာမောင်းဖာပွန်လန်တိုင်တက်လာရမှာတိုက်ပွဲဖြစ်ပွားခဲ့တာပါ KNU တပ်မဟာငါပူပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဘက်ကရှေ့ဆက်မတိုးနိုင်ပဲပြန်လည်ကျသွားတယ်လို့ဘူမူကြီးစောကလေတူကအသိပေးပါတယ်ကမာမောင်းကနေပြီးတော့တက်လာတဲ့စစ်ကူစစ်ကြောင်းပေါ့နော်အဲ့ဒီစစ်ကူစစ်ကြောင်းကတော့ဝါရုမှာပဲရှိပါသေးတယ် အပေါ်တော့မတက်လာသေးဘူးဒါပေမဲ့တနေ့ကတော့သူတို့စစ်တက်စ조사ပြီးတော့တက်လာသေးတယ်ဒါပေမဲ့ဒီဘက်ကနေတိုးပြီးတော့မှသူတို့ပြန်လန်ကြသွားတယ်ပြီးတော့အဲ့ဒီဝါရုမှာပဲပြန်နေတယ်လို့ဒီဘက်ကနေတရင်ပြဖို့ဓာတ်တွေသိရတယ်ပေါ့လို့ဘုံမူကြီးစောကလေတူကပြောပါတယ်ကမာမောင်ဖာပွန်လမ်းပိုင်းပေါ်မှာရှိတဲ့ကတိုင်တိစကန်းထဲမှာစစ်ကောင်စီတက်အင်အားယာကနန်းရှိပြီးအဲ့ဒီစကန်းစီကိုစစ်ကူပြဖို့နိုင်ဖို့အတွက် ကမာမောင်းမြို့ကနေတဆင့်စစ်ကောင်စီတက်ကစစ်ကြောင်းအကြိမ်ကြိမ်ထိုးခဲ့ပေမဲ့ကြားဖြတ်တိုက်ခိုက်ခံရမှုတွေကြောင့်ရှေ့ဆက်တိုးလို့မရဘဲဝါဒူကြေးရွာမှာအခြေချတက်ဆွဲထားတာပါကမာမောင်းမြို့နဲ့ကတိုင်တိရွာ Google Map ရဲ့အကွာအဝေးတိုင်းထွက်ချက်အရ20မိုင်ဝေးပြီးဝါဒူရွာကအဲ့ဒီလမ်းပိုင်းပေါ်မှာတည်ရှိတာပါဝါဒူရွာကတော့ကမာမောင်းမြို့ပေါ်ကနေဆိုရင်9မိုင်သာကွာဝေးပါတယ်ခင်ဗျဟုတ်ကဲ့ပါ အခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။